ရအောင်မင်္ဂလာပါ English Fast and Easy Lesson 16ကိုကြည့်ရအောင် Teacher J ပါဟုတ်ပြီရှေ့မှာကျွန်တော်တို့ Lesson 15အထိကြီးခဲ့ပြီ Lesson တခုကို The phrases and expressions 6ခုစီပါတယ်ပေါ့နော်ခုဒီမှာလည်း6ခုလေ့လာမယ်ပထမဆုံးတွေ့ရတဲ့တခုက better off doing something better off doing something ဆိုတာကျွန်တော်တို့အကြံပေးခြင်းတဲ့အခါမှာသုံးတယ်ဥပမာဒီပုံမှာဆိုရင် तू ကအုတ်ထုတ် စမ်းဝယ်ကြည့်နော်အုတ်ထုတ်နံပါတ်8နဲ့သူနေရာကြိုက်တယ်10ကိုစောင်းတော့ G တွေအဲ့တော့အမျိုးသမီးက8ကနေနဲ့ပူတော်တယ်8ကိုပဲဝယ်လိုက်လို့ပြောတာပေါ့နော်အဲ့မှာဘယ်လိုပြောလဲဆိုရင် you are better off buying the size 8အဲ့တော့ size နံပါတ်8ကိုဝယ်တာပိုကောင်းမယ် you are better off buying the size 8အဲ့တော့ better off ရဲ့နောက်မှာကျွန်တော်တို့ ing လိုက်တယ်ရမလားအဲ့တော့ more example ကြည့်မယ် Shall we go now? တွားကြမလားတဲ့ No. There is too much traffic now. we are better off going later no that there is too much traffic now အခုလမ်းလမ်းတွေပိတ်နေတယ်တဲ့ရင်ရင်ကြောတွေပိတ်နေပေါ့နော် we are better off going later နောက်မှသွားတော့ပိုကောင်းမယ်တဲ့ရမယ်နော်နောက်တစ်ခု the train takes 3 hour the bus take 5 hours အဲ့တော့ယထာကတော့3နာရီပဲကားကတော့ bus ကတော့9နာရီဆိုတော့ then i'm better off taking the train ယထာပဲစီးသွားလိုက်တော့မယ်ယထာစီးသွားတာပဲပိုကောင်းနေပေါ့နော် โอเค better off ဆိုတာပိုကောင်းတယ်ဆိုတာမျိုး better choice ပေါ့เนาะဒီပိုကောင်းတဲ့ရွေးချယ်မှုကိုပြောခြင်းတဲ့အခါမှာကျွန်တော်ဒီ better off နဲ့သုံးတယ်โอเคနောက်တစ်ခုကြည့်မယ်နောက်တစ်ခုကပါလဲဆိုရင် the second one from the right don't hold from the left ပေါ့เนาะဒီမှာဘာတွေပြောင်းလို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာ second ဆိုတဲ့နေရာမှာကျွန်တော်တို့တခြားစကားလုံးတွေထည့်လို့ရတယ်ဥပမာ third တို့ဒါမှမဟုတ် fourth တို့ဥပမာဘယ်ဘက်ကနေကြည့်ရင် ဒုတိယတစ်ခုပေါ့နော် the second one from the right ဆိုရင်ညာဘက်ကနေကြည့်ရင်ဒုတိယတစ်ခု the second one from the left ဆိုရင်ဘယ်ဘက်ကနေကြည့်ရင်ဒုတိယတစ်ခုဆိုတာမျိုးပေါ့နော်အဲ့တော့ဒီမှာသူကခေါင်းရိုက်တဲ့အတန်ဝင်နေရယ် I'd like uh I'd like the second one from the right. ညာဘက်ကနေရှင်ဒုတိယတစ်ခုကိုတဲ့လိုချင်တယ်တဲ့. Sure. ရတာပေါ့တဲ့. Okay, more example. This is a photograph of my family. ဒါငါမိသားစုတပ်ပုံနဲ့. I'm the second one from the right. ငါညာဘက်ကနေရှင်ဒုတိယတယောက်တဲ့. please pass me the book on the shelf. Pass me ဆိုတာငါ့ကိုလှမ်းလိုက်ဆမ်းပါလို့ပြောတယ်နော်။ကမ်းလိုက်ဆမ်းပါဆိုတာမျိုး pass me the book on the shelf. စင်ဘောစာအုပ်ကမ်းလိုက်ဆမ်းပါပေါ့နော် pass me that book on the shelf. The second one from the left. ဘယ်ဘက်ကနေကြည့်ရင်ဒုတိယတစ်ခု Okay now. Now the expressions to kua. Are we stay on for today? Are we stay on for? Are we stay on for? ကျွန်တော်တို့စီစဉ်ထားတဲ့အစီအစဉ်လေးပေါ့နော်စီစဉ်လေးအတိုင်းပဲလားအရင်အတိုင်းပဲအစီအစဉ်အတိုင်းပဲလားဆိုတာမျိုး confirm ပြန်လုပ်ချင်ရင်ဒီစကားကိုသုံးရတယ်ဥမာထားပါတော့ change ချက်ထားရပေါ့အဲညနေ၄နာရီငါတို့စုံရမယ်ဆိုတာအဲ့ဒါကို၂နာရီလောက်ရောက်တော့ကြတော့လှမ်းပေးတာပေါ့နော် are we stay on for today အဲ့တော့ငါတို့စီစဉ်တိုင်းပဲလားဆိုတဲ့အဓိပ္ပာယ်မျိုး Okay နော်အဲ့တော့ကြည့်အောင် Okay ဒီမှာဆိုရင် तू က तू မှာဘာစီစဉ်ရှိလဲဆိုတော့တနင်္ဂနွေနေ့2နာရီမှာ Golf with Ellie တဲ့ Ellie နဲ့ Golf ရိုက်မှာ နှစ်နာရီမှာ Sunday တနင်္ဂနွေမှာအဲ့တော့ Hi Ali တဲ့ Are we stay on for today ငါတို့ဒီနေ့အတွက်အရင်အစည်းအဝေးတိုင်းမဲ့လားဆိုတော့ Yes 2 o'clock right ဟုတ်တယ်တဲ့နှစ်နာရီပဲတဲ့ Okay နော်အဲ့ more example Are we stay on for tonight ဒီညအတွက်ငါတို့အစည်းအဝေးတိုင်းမဲ့လားဆိုတော့ Yes let's meet at the theater at 7 pm ဟုတ်တယ်တဲ့9နာရီ theater မှာစုံကြမယ်တဲ့ဒါအစည်းအဝေးတိုင်းမဲ့နောက်တစ်ခု I will stay on for lunch tomorrow. မနေ့ပြန်ရက် lunch ကအစီအစဉ်တိုင်းပဲလာပါဘောနော် Actually တကယ်တော့ I have to cancel. ငါ cancel လုပ်ရမယ်တဲ့ Can I take a rain check? နောက်တစ်ခေါက်မှသွားကြမလားပေါ့နော်အဲ့မှာဒီမှာ Can I take a rain check ကိုကျွန်တော်တို့ page 64မှာရှင်းပြခဲ့ပြီးပြီနော် Take a rain check ဆိုတာကိုအစီအစဉ်ထားတဲ့ဟာကို cancel လုပ်ပြီးတော့မှနောက်တစ်ခေါက်မှပေါ့ဆိုတဲ့အဓိပ္ပာယ်မျိုး Okay နော်အဲ့တော့ share lesson တွေမှာပြန်သွားကြည့်လို့ရမယ် page 64မှာ okay နောက်တစ်ခုက they say they say อ่ะမြန်မာလိုဓာတ်ရိုက်ဘာသာပြောင်းရင်တော့သူတို့ပြောရယ်ပေါ့เนาะဒါပေမဲ့အဲ့လိုမျိုးဘာသာမပြောင်းဘူးအင်္ဂလိပ်မှာ they say ဆိုတာဘယ်သူပြောတာမှမသိဘူးဒါပေမဲ့ဒီလိုပဲကြားဦးရယ်ဆိုတဲ့အထိပ္ပယ်မျိုးပေါ့เนาะ okay ကြည့်အောင် they say it's going to rain today ဒီနေ့မိုးရွာမယ်လို့တော့ပြောတာပဲအဲ့ဒီ they อ่ะဘယ်သူမှမရှိညုံเนาะ they say it's going to rain today မိုးရွာမယ်လို့ပြောတာပဲအထိပ္ပယ်သဘောပေါက်မှာနော် โอเคနောက်တစ်ခု they say it's important to get 8 hours of sleep at night or 8 hour of sleep a night တညကို7နာရီအိပ်တာကောင်းမယ်လို့ပြောတာပဲတဲ့ပြောကြတယ်ပေါ့တနတညကို7နာရီရအောင်အိပ်ဖို့အရေးကြီးတယ်လို့ပြောကြတယ်โอเคနော် the economy is bad this year ဒီနှစ်စီးပွားရေးမကောင်းဘူးတဲ့ yes but they say it will improve soon ဒါပေမဲ့မကြခင်ကောင်းလာမယ်လို့တော့ပြောတယ်တဲ့ โอเคเนาะအဲ့တော့ဒေဆေးရဒေရဘာလို့မှမရှိညုံဟုတ်ပြီနောက်တစ်ခု go ahead go ahead ကလှုပ်လို့ပြောတာ hi ellie can i try one of your club မင်းဟွာကိုငါတုံးလို့ရမလားတဲ့မင်းစီကကောက်တာတစ်ခုတုံးလို့ရမလားပေါ့နော် go ahead ပါလေလှုပ်လှုပ် you you တုံးတုံးဆိုတာမျိုး go ahead ဆိုတာလှုပ်တာလှုပ်ဆိုတဲ့သဘောမျိုးเนาะ okay ဒီမှာပြန်ကြည့်မယ် Hey Ellie can I try one of your clubs go ahead လောက်တာလောက် Okay more examples Do you mind if I have the last cookie ဒီနောက်ဆုံးကြံတဲ့ cookie စားလိုက်စားလိုက်လို့ရမလားပေါ့နော် Do you mind ကိုကျွန်တော်တို့စိတ်မရှိရင်ဆိုတာမျိုးကြတော့သူတို့ကတော့စိတ်မရှိရင်လို့ဘာသာပြန်လို့ရတယ်ဒါပေမဲ့မြန်မာစကားမှာကြာအဲ့လိုမျိုးကြီးတိတ်ပြောမနေဘူးနော်နောက်ဆုံး cookie စားလိုက်မယ်နော်အဲ့လိုပြောတာပေါ့နော် Go ahead စားလိုက်တဲ့ I have had enough ငါစားပြီပြီးပြည့်နေပြီ I'd like to start the meeting now. Meeting? အခုစကြင်နေတဲ့ Okay, everyone's here. So go ahead. Okay တဲ့လူတိုင်းလည်းရောက်နေပြီတဲ့လူတွေကုန်လည်းဒီမှာရောက်နေပြီ So go ahead. စလိုက်တော့တဲ့အဲဆို go ahead ကိုသဘောပေါက်မယ်နော်နောက်တစ်ခု in a good mood in a bad mood အဲ့တော့ good mood ဆိုတာကြာစိတ်ကောင်းဝင်နေ in a bad mood ဆိုတာကြာတော့စိတ်ကောင်း Say say na good mood อ่ะစိတ်ကြည်တယ် in a bad mood, mood. say <coughs> စိတ်သိမ့်မကြည့်ဘူးဆိုတာမျိုး okay ဒီမှာဗာပြောလဲဆို I'm in a good mood when I play golf ငါဂေါက်ရိုက်ကစားရင်ငါတော့စိတ်ကကြည်နေရပဲတဲ့ I'm in a bad mood when it rains say မိုးရွာရင်တော့စိတ်ကမကြည့်ဘူးတဲ့ okay နော် more examples the boss looks angry boss ကြည်ရတာစိတ်ဆိုးနေတယ် he is in a bad mood because sales are down this week ပါလေသူစိတ်သိမ့်မကြည့်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ရောင်းအားတွေဒီတစ်ပတ်ကျနေတယ်တဲ့ you are in a good mood today မင်းပါတော့စိတ်ကြည်နေတယ်ပေါ့နော် yes i am ဟုတ်တယ်တဲ့ tomorrow is a holiday မနေ့ပြန်အားလည်းရက်လေးတဲ့ပိတ်ရက်လေးတဲ့ okay နော်အဲ့တော့ look angry ဆိုရဲဒီမှာ boss looks angry i look angry ကိုကျွန်တော်တို့ page 271မှာကြည့်ရမယ် okay I အဲ့တော့ pencil time okay grab your pencil I အဲ့တော့ဖြေးကြရအောင် across ဆိုတာကဒီဘေးညာ down ဆိုတာအထက်အောင်အဲ့တော့ across က4ကိုစကြည့်မယ်နော် no? in this photo the man on the left is my father beside him is my mother she is the one uh, she is the ဘာဖြစ်မလဲ second s e c o n d second one from the left f r o m from the left okay now နောက်တစ်ခု six. Can I borrow your pen? Na me ye pon de nga lu ya ma le. Sure. Go. Ba phet ma le. A H E A D ahead. Go ahead, take it. You like it. Okay? Dang wo ji me. You are smiling a lot today. Di ni me khana khana byung nya ba le. Yes, I am. Yes, I am in a good Okay. I wrote one nga in a G O O D good. In a good mood. okay i want 500 dollars 900တောင်မှသူဘာနေနိုင်လိုက်တယ်မသိဘူးလောင်းကစားနိုင်တာလည်းဖြစ်ရင်ဖြစ်မယ်ထိပေါက်တာလည်းဖြစ်ရင်ဖြစ်မယ် okay dinosaurs were very big dinosaurs တွေအရင်ကြီးတယ်တဲ့ yes i would say that some were 30 feet tall ပေ30လောက်ထိအောင်တော့မှအရက်ရှည်ကြတယ်ပေါ့နော်အဲ့တော့ဒီမှာဘာဖြစ်မလဲ they say t h e y အဲ့တော့ကျွန်တော်တို့ two down la t h e y z. Okay, now get okay, three. I want to buy a dog. Quite but my apartment is small. La can't delete it. Then you'd better off. O f f off. You better off. O f f off. Three are O f f off. Buying a cat. we we are going Okay, now. Are we still? on o n on 5ကနော် are we stay on for dinner tonight ဒီညဒင်နာကစားပြတ်တယ်မလားပေါ့နော် yes we are meeting at 7:30 right အဲ့တော့ခဏနိုင်မှဆုံးမယ်ဟုတ်တယ်မလား okay နော် so ဒါကတော့ lesson 16ပြပါပြီအဲ့တော့ကျွန်တော်တို့ lesson 17မှာပြန်တွေ့ကြမယ်